ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဘီနာကောင်းအောင်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ီပိုင်းဆောင်မှာတော့ပါဂျဲရိုအုပ်စုဟာခီးထွက်လာခိုင်းနဲ့ရေတကုန်တစ်ခုကိုဖျက်တမ်းလာခဲ့ကြပါတယ်။ဇုံခုံကလည်းမြင်းကိုဆွဲနဲ့လေးပင်ဖင်ထွက်နေတဲ့ပါဂျဲကိုမြန်မြန်သွတ်သွတ်ရှောက်ဆဲမှာလိုလန်းပြီးတော့ခေါ်နေခဲ့ပါတယ်။ချောင်းရဲကန်ဆာတဏီယာမှာတော့လူနေရင်ကြီးတလုံးကိုတွေ့လိုက်တာကြောင့်ဒန်ဆန်းကိုတော့ကဒီနီးနားမှာလူနေရင်ကြီးရှိချောင်းကိုပြောကမြင်းမော်ကနေဆင်းလိုက်ပါတယ်။ဦးခုံကတော့ဒီနီးနားရေကန်ကလကလိုင်ကူနဲ့ဘလို့ကွာတယ်လို့မေးလိုက်တော့ပါဂျဲကတိတ်မကွာပါဘူးလို့ပြန်ပြောနေပါတယ်။ဦးခုံကကွာတာတစ်ခုရှိချောင်းနဲ့ ဒီနီနာမှာတေသီတေဟုတေဖုတွေမရှိတောင်း ပြောပြလိုက်တော့မှပါကျဲကသတိထားမိပြီးထောက်ခံနေခဲ့ပါလေပါကျဲကလည်းဝုခုံးတေသီចောင်းပြောမှသူတော်ဘိုက်စာလိုက်ဖြစ်ចောင်းပြောနေခဲ့သေးတာပါနောက်မှသူတို့နှစ်ယောက်ဟာဆရာတော်ရဲ့အနားကိုသွားလိုက်ပြီးတော့ဇုံကုံကဆရာတော်ကိုဘာနောက်မြင်းမောဟာဆင်းတယ်လို့မေးတဲ့အခါမှာပါကျဲကဆရာတော်လဲညောင်းနေတာကြောင့်သာမြင်းမောဟာဆင်းရတာဖြစ်ကြောင်းဝင်ပြီးတော့ဖြေကြားပေးနေခဲ့ပါလေဝုချင်းကလည်းဆရာတော်လဲအညောင်းပြေညာပြေဆန့်ဖို့ဆင်းရတာဖြစ်ကြောင်းကိုပြောနေခဲ့ပါလေ ဆရာတော်ကတပည့်သုံးအောင်လုံးကိုခေါ်လိုက်ကကုံမင်းတစ်ခုပေါ်တက်စီပြီးတော့သူမြင်းမော်ကနေမြင်ရတဲ့ထိုင်းရွက်ဒဲလီတစ်ခုကိုပြသနေခဲ့ပါတယ်။တပည့်သုံးအောင်လုံးကလည်းကုံမော်ကိုတက်ပြီးတော့ကြည့်လိုက်ကြတော့မှထိုင်းရွက်ဒဲလီကိုလှမ်းပြီးတော့တွေးလိုက်ရပါတယ်။ဆရာတော်ကသူကအဲ့ဒဲလီစီသွားပြီးတော့ဇုံငန်ကြည့်ပါဦးမယ်လို့သူတပည့်တွေကိုပြောပြနေပါတယ်။ဟူခွန်ကတော့ဆရာတော်ကိုလာနောက်မနေနဲ့ဇုံဖုံပေးခြင်းသူပဲဇုံငန်ကျွေးနေကြမလို့သူပဲသွားဇုံငန်ထွက်ပေးပါမယ်လို့ပြောနေခဲ့ပါတယ်။ပြီးသွားခဲ့ပါတယ်။နောက်တော့မိန်းကလေး9ယောက်ဟာဆရာတော်ကိုဝိုင်းဝန်းကြည့်ရှုနေကြပြီးတော့ ရန်တပါးဖြစ်မှန်းသိရှိသွားကအနာကိုကတ်သွားတော့မှဒန်ဆန်းကိုတော့ကသူဟာစုံငံကြွလာတဲ့ရန်တပါးသားဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်မျိုးသမီးငယ်လေးတွေဟာစုံငံကြွလာဆိုရင်တော့ဖြင့်သူတို့ရဲ့အိမ်ကိုကြွတော့မူပါရန်ပင့်ဖိတ်လိုက်ပါတော့တယ်ဆရာတော်ကမိန်းကလေးကိုနှစ်ယောက်ချမ်းပြီးတော့မိန်းကလေးတွေရဲ့အိမ်ကိုစုံငံကြွလာခဲ့ပါတယ်မိန်းကလေးတွေဟာတောက်ဆောက်ကိုခိုးခိခိရည်တံတွေနဲ့အတူပဲဆရာတော်ကိုခေါ်ဆောင်သွားခဲ့ကြပါတော့တယ်မိန်းမငယ်တယောက်ကဆရာတော်ကဘယ်ကိုသွားလို့ဘယ်ကလာတယ်လဲဆိုအောင်ပြီးတာကြောင့်ဒန်ဆန်းကိုတော့က သူဟာအရှိတ်ဘတ်ထိုင်ပြည်နယ်ကလာတဲ့ထိုင်ကိုယ်တော်ဖြစ်ကြောင်းတပည့်၃ယောက်မြင်းနှကောင်နဲ့အတူတူအနောက်ရက်ကိုသွားကကျန်းစာသွားပင့်ကြမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။နောက်တော့သူတို့9ယောက်ဟာဆရာတော်ကိုထိုင်ရဲ့ဒဲလီစီကိုခေါ်ဆောင်သွားခဲ့ကြပြီးဆရာတော်ကိုထိုင်တော်မူဖို့ပြောပေမဲ့ဆရာတော်ဟာထတော်မူနေခဲ့ပါတယ်။နောက်မှဂျေဇူးတင်ကြောင်ပြောကဘေးနားမှာရှိတဲ့ဘုံတစ်ခုပေါ်ထိုင်ချလိုက်ပါတော့တယ်။မိန်းကလေး9ယောက်ဟာဆရာတော်ကိုမျက်စိ14စီးနဲ့ဝိုင်းပြီးတော့ကြည့်နေကြတာကြောင့်ဆရာတော်ဟာတော်လေးနေရာခန့်နေခဲ့တာပါ။အကြီးဆုံးဖျံတူတဲ့နီဆွေးလံက ဇာရဝါဘာပစ္စည်းမျိုးကိုလူခံတာပါလဲလို့မေးနေခဲ့ပါတယ်။ဇာရဝါပစ္စည်းလူခံတာမဟုတ်ရကြောင်းနဲ့ဒီလိုခက်ခဲကြမ်းတမ်းတဲ့ခီလန်းမျိုးမှာတတ်တတ်လို့ဇုံးတစ်ခုလောက်ရရင်ကိုမဲအင်မတီအင်မတန်အဆင်ပြေနေပြီဖြစ်ပါကြောင်းကိုပြောကြားလိုက်ပါတယ်။အလူခံလို့ရတာနဲ့ပြန်တော့မှဖြစ်ကြောင်းပါလာတဲ့တပည့်၃ယောက်အတွက်ကိုလည်းစုံငန်ထွက်ခဲ့တာဖြစ်ကြောင်းကိုပြောနေခဲ့တာပါ။အဲတော့မှပန်းချေကခရမ်းချွေကိုစုံငန်ကိုတော့ပဲလို့ပြောလိုက်တော့စိန်းစုံနဲ့သခွားခင်တို့ကတော့ခိုးခိခိနဲ့ရီလိုက်ကြပါတော့တယ်။ ဇုံငံရပြီးလင်ပြန်မှာဖြေချောင်းကြားသိရတဲ့နီလန်ဟာအလွန်တရာနှံ့မျောသွားတဲ့ပုံမျိုးနဲ့စကားရီရှင်နေခဲ့ပါတယ်။ဝါဂျင်ဂျင်ကလည်းဆရာတော်ဟာအရှိရကလာတဲ့နာမည်ကြီးထန်ဆန်းဖြေချောင်းသူသိရပါပြီလို့အတန်းဆွာဆွာနဲ့ထအော်လိုက်ပါတယ်။အဲတော့မှနီဆွေးလန်ကဒါဆိုရင်တော့သူတို့ညီမခုနှစ်ယောက်ကရေမီးစုံလေဒီပါခုံလို့ရအောင်ပြုစုပေးရမှာပေါ့လို့ပြောကညီမဖေအန်တူတူပြပြမေကိုအတိတ်ပဲပါတော့အပြုံးတစ်ချက်လှမ်းပြီးတော့ပြုံးပြလိုက်ပါတယ်။ဝါဂျင်ဂျင်ကသူမတို့ညီမတွေဟာဖုန်းတော်ကြီးတရားတွေကိုကြိုက်နှစ်သက်ကြပြီးတော့ ်အခုဆရာတော်ထံကိုယ်တိုင်အိမ်ထိရောက်လာပြီဖြစ်တာကြောင့်တို့ဟာစိတ်ရောကိုယ်ပါပြုစုတရားနာယူရပြီဖြစ်ကြောင်းအာရဝန်သာနဲ့ပြောနေခဲ့ပါတယ်ညီမငယ်ရီယာဆရာတော်ကိုငေးပြီးတော့ကြည်နေတာကြောင့်ဒီဆွေလန်ကတော်တော်အော်ခေါ်လိုက်မှပဲတတိပြန်ကပ်ဝင်လာကြပါတယ်ဒီဆွေလန်ကသူညီမတွေကိုချက်ချင်းလန်ကင်းတတ်တလို့ဟင်းတစ်ခွက်ကိုပြင်ဆင်စေဖို့အတွက်ဈေးလွှတ်လိုက်ပါတော့တယ်ညီမလေးယောက်ကဟင်းချဖို့ထွက်သွားကြပြီးတော့ဝါကျင်ကြီးကနီဆွေးလန်ကတော့ဆရာတော်နားမှာဝေကြီးဝဲငယ်ပြုစုဖို့ကြံရည်နေခဲ့ပါတယ် တခွားခင်ကတော့ဂျန်တဲ့ညီမ၃ယောက်ကိုဇာရောရဲ့အသားကိုစားရတဲ့သူဟာထာဝရရှင်သန်နိုင်မှာဖြစ်ကြောင်းသူကြားဘူးထားတယ်လို့ပြောပြနေခဲ့တာပါအပြင်မှာတော့ဝါကျင်ရင်ကတတ်တက်လို့ဟင်းရပြီလားဆိုတော့သွားကြည့်အောင်မယ်လို့ပြောပြီးတော့ဇာရောကိုစောင့်နေဖို့မှာကြားထားခဲ့ပါတယ်တပတ်မှလည်းပါကျဲရခြေစမ်းလက်ဆန့်လဲင်းနေဇာရောသွားတာကြားနေဖြစ်ကြောင်းနဲ့ဇာရောကပူပူနွေ့နွေ့အစားအစာတွေစားနေပြီသူတို့စီပြန်လာရင်တော့အေးဆက်တဲ့ဟင်းညာတွေကိုသာစားရတော့မှာဖြစ်တယ်လို့ညင်းညူနေပါတယ်စာအုပ်ချင်းကတော့ဇာရောကဒီလိုလုပ်ပါမလားလို့ပါကျဲကိုပြောကား မဟုတ်တာတွေပြောမနေဖို့အတွက်ကိုတားမြစ်ခဲ့ပါလေတပတ်မှဝါချင်ချင်းကတော့သူညီမတွေကိုတတ်တက်လို့ဟင်းတွေရရင်ယူခဲ့ဖို့လန့်អော်လိုက်တော့မှညီမလေးယောက်ကဟင်းပကံကိုစီနဲ့ထွက်လာခဲ့ကြပါလေနီဆွေးလန်ကထန်ဆန်းကိုထမင်းဝိုင်းကိုကြွဖို့ဖိတ်ခေါ်ခဲ့ပြီးတော့လော်ဒကြီးစီစဉ်ခဲ့ရတာကြောင့်စားကောင်းတောက်ဖွဲ့တွေတော့မဟုတ်ပါចောင်းကိုတောင်းပန်နေပါလေဆရာတော်ကဇဝဲဝိုင်းကိုသွားကြည့်တဲ့အခါမှာပိုးကောင်မွားကောင်လေးနဲ့အင်းဆက်တွေကိုတေးချာချက်ပြုတ်ထားတာကြောင့်ဆရာတော်ကထိုင်ကပြန်ထပြီး ။ "तू ဟာတတ်တတ်လို့သမားဖြစ်တာကြောင့်ဒါခံကဒီလိုတတ်တတ်မလွတ်တာတွေကိုစားမိလို့ရှိရင် तू ဟာဗုဒ္ဓနဲ့မဆုံနိုင်တော့လို့ကျမ်းစာပင့်ဖို့ရာအတွက်ကလည်းအောင်မြင်နိုင်တော့မှာမဟုတ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။ပြပြမေကလည်းကြီးများလိုက်တဲ့ဆရာတော်လို့ဆွဆွဲပြီးတော့သူတို့ရဲ့ဟင်းလျာတွေကိုနှိမ်ကြတယ်လို့ထင်နေတာဖြစ်ကြောင်းကိုဆွဆွဲပြောဆိုနေပြန်တာပါ။ဆရာတော်ထံကလည်းတတ်တတ်လို့မဟုတ်တာတွေစားခဲ့ရင်အနောက်ဘက်ကိုသွားလို့မရမှာကြောက်တာဖြစ်တယ်လို့ပြပြမိကိုပြန်ပြီးတော့ရှင်းပြနေပါတယ်။ကျန်တဲ့ညီမလေးဘော်ကလည်းဘာကြောင့်မစားလဲဆိုပြီးတော့အတင်းကျွေးနေတာကြောင့်အမိုင်းညီဆွေးလံကတားမြစ်လိုက်ရပါတယ်။ နီဆွေးလန်ကသူ့ရဲ့ညမတွေကတတ်တတ်လို့ဟင်းလျားတွေကိုပြင်ဆင်ပေးခဲ့ပြီမယ်ဘာထောင်ခုလိုညင်းဆန်နေရတာလဲဆိုပြီးတော့ဒေါသထွက်လာခဲ့ပါတော့တယ်ဝါချင်းချင်းကလည်းအင်းဆက်တွေထည့်ထားတဲ့ပကံကိုကင်ကဆရာတော်ကိုအတင်းမဲ့ထိုးကျွေးနေတာကြောင့်ဆရာတော်ကလည်းစားလို့မဖြစ်လို့ပါလို့ပြောပြီးတော့နောက်ကိုဆုပ်သွားခဲ့တော့တာပါဆရာတော်ကထိတ်လန့်ကြောင်ရွံစွာနဲ့ထွက်ပြီးတဲ့အခါမှာတော့မိန်းကလေးခုနှစ်ယောက်ဟာအခိုးငွေဖြစ်နေပျောက်ကွယ်သွားပြီးတော့ဆရာတော်ထန်ဆန်းရဲ့ရှေ့မှာဘွားကနေပေါ်လာကြပြီးလမ်းပိတ်ထားခဲ့ပါတော့တယ်။ညီဆွေးလန်ကဆရာတော်ကိုဘုံကြီးစိုးလို့ဆဲလိုက်ပြီးတော့ တို့ရဲ့ဆွေပင့်ကိုလိုင်ကူတဲကထွက်ပြေးလို့မရစီရဘူးလို့ပြောကတားအစီခဲ့ပါပြီ။နောက်တော့ညီမ9ရက်ဟွာတို့ရဲ့ချက်သေးကထွက်လာတဲ့ပင့်ကူမြင်နေနဲ့ဇာတော်ကိုရစ်ပတ်ကတို့ရဲ့လိုင်ကူတဲကိုပြန်ထည့်လိုက်ပါတော့တယ်။ဇာတော်ဟာပင့်ကူမ9ရက်ရဲ့ချက်ကျိုးတွေတဲကနေမလွတ်နိုင်မယုံနိုင်မဖြစ်နေခဲ့ပါတယ်။တို့ညီမ9ဘွားဇာတော်ကိုပင့်ကူအိမ်မှာချုံနှောင်ထားခဲ့ပြီးတော့ဇာတော်ကိုပင့်ကူလေးတွေရဲ့လက်ထဲကိုအက်ကပုံမြင်တဲကညီမ9ဘွားရဲ့ထုံးစံတိုင်းရေသွာချိုးနေကြပါတယ်။ ဒီဘက်မှာဆရာတော်ကိုလိုက်ရှာနေခဲ့တဲ့ဇုံဝန်ကောင်ဟာကိုးခိခဲ့အတန်းလေးပြီကြားတာကြောင့်လိုင်လံကြီးချွေးတဲ့ခါမှာတော့ဝယ်စားတွေကိုချိန်ထားခဲ့ပြီးကံထဲမှာရေကစားနေတဲ့ပင့်ကူကြီးမခုနှစ်ဖော်ကိုတွေ့လိုက်ရပါတယ်။ဇုံဝန်ကောင်ဟာစွန်တကောင်ဟန်ဆောင်ပြီးတော့မင်းကလေးတွေရဲ့ဝယ်စားတွေကိုချီသွွားခဲ့တာကြောင့်ညီမခုနှစ်ဖော်ကအော်ဟစ်နေခဲ့ပါတယ်။ဘာကျဲတော့ဘဲနီလေးစီတွေကိုစားပြီးစားနေတဲ့ဘေးဆောင်တွေကဝူချင်းနဲ့အတူတူဆရာတော်ကိုစောင့်ဆိုင်နေခဲ့ပါတယ်။အဲဒီအချိန်မှာပါကျဲတွေအပေါ်အဲ့ဝိတ်တွေကပြုတ်ကျလာတာကြောင့် ခဏနေတော့ပါကျဲကိုငါတုံးဆိုရဲခေါ်တန်နဲ့တူဝူခုံးရောက်ချလာပြီးတော့ရွှေပင့်ကိုလိုင်ကွမိစာမှာခုနှစ်ယောက်ပါဇရာတော့ပင့်ငွေနေနဲ့ဖမ်းထားပြီးတော့ဝိုင်းဆုပ်ကြဖို့စီစဉ်နေကြောင်းကိုပြောပြလိုက်ပါတယ်ဝူချင်းကတော့မိစာမှာခုနှစ်ယောက်ကိုတတ်ပြီးတော့ဇရာတော့ကိုကြဖို့ပြောတဲ့အခါဝူခုံးကအဲ့ဒီမိစာမှာခုနှစ်ယောက်အခုရေကန်ထဲမှာရေချိုးနေကြတယ်လို့ပြောလိုက်တော့ပါကျဲကဇူးဝူခုံးယူလာတဲ့ဝတ်စားတွေကိုတစ်ချက်ကြည့်ကတွေးဝေသွားခဲ့ပါတယ်ဝူခုံးကပင့်ငူလေးတွေကိုတတ်ရင်သူသိခါကြမယ်လို့ဝူချင်းကိုပြောနေခဲ့ပါတယ် ဘာကျဲကသူတို့ရေကန်ထဲမှာဆိုရင်သူအခုသွားတက်မယ်လို့ပြောကထွက်သွားခဲ့ပါတော့တယ်။ရေကန်စီကိုရောက်သွားတဲ့ခါမှာတော့ဘာကျဲကသူလဲပူတာကြောင့်ရေစင်းချိုးပြစေလို့ပြောကအဝေစားတွေချုပ်ပြီးတော့ဆင်းသွားခဲ့တာကြောင့်မိစာမတွေကမဆင်းခဲ့ကြဘူးတားမြစ်နေပါတယ်။သူတို့လက်မခံနဲ့နောက်တော့ဘာကျဲကမိစာမတွေကိုထုံကျင်းနဲ့လိုက်ရိုက်တာကြောင့်ပင်ကူမတွေကဘာကျဲကိုသူတို့ရဲ့ပင်ကူမြင်နဲ့ဖမ်းချုပ်ထားလိုက်ပါတယ်။အဝေစားတွေမရှိတော့တဲ့မိစာတွေကသူတို့ရဲ့လိုင်းကူကိုမိုးချုံမှပြန်ပြီးတော့ရောက်လာကြပါတယ်။ မိစားမ9ယောက်ဟာပါကျဲကိုပင်ငွေကဖြုတ်လွှတ်ပေးခဲ့ပြီးဇာတော်ကတော့ဦးလေးပင်ငွေကိုသွားပို့ဖို့ကလေးပင်ငူတွေကိုခေါ်သွားစီခဲ့ပါလိပင်ကူသားပေါက်လေးတရားဇာတော်ကိုဆွဲခေါ်သွားနေတာကိုဦးခုံးတို့သုံးယောက်ကလှမ်းတွေ့တဲ့အခါမှာဇုံကုံရဲ့အစွမ်းနဲ့ပင်ငူပေါက်စားတွေရဲ့လက်ထဲကဇာတော်ကိုကယ်တင်လိုက်နိုင်ခဲ့ပါလိမိစားမ9ယောက်ဟာတောင်ပေါ်ကပြန်လာပြီးတော့တောင်ကြီးကသူ့ရဲ့အိမ်မှာမီးလောင်နေတာတွေ့လိုက်ရတာကြောင့်ဟိုနှာခေါင်းပွားပွားနေရွက်ကားကားနဲ့အကောင်ရဲ့လက်ချက်ပဲဖြစ်ရမယ်ဆိုပြီးတော့မကြေမနက်ဖြစ်နေကြပါလိမ့် ။နီဆွေးလန်ကအကိုအီစီသွားတိုင်မယ်လို့ပြောကာခုနှစ်ယောက်သားသူတို့ရဲ့အကိုအီစီကိုချီတက်သွားခဲ့ကြပါတော့တယ်။ဇာတော်တို့ဖွဲ့ကပင်းငူမေတို့လက်ထဲကနေလွတ်မြောက်လာခဲ့ပြီးတော့လမ်းမှာဘုံချောင်းတစ်ခုကိုတွေ့တာကြောင့်ဝူခွန်ကဇာတော်ကိုပြနေခဲ့ပါတယ်။ဇာတော်ကလမ်းကြည့်လိုက်တဲ့အခါပန်းဝါဘုံချောင်းလိုနာမည်ပေးထားတဲ့ဆိုင်းဘုတ်တစ်ခုကိုတွေ့လိုက်ရပါတယ်။ပါကျဲကချောင်းထဲမှာဝင်လာပြီးတော့မြင်းကိုစာကျွေးဖို့ပြောတဲ့အခါဝူချင်းကတက်တက်လို့ထမင်းဟင်းလျော်မစားခြင်းမူလားလို့ပါကျဲကိုမေးလိုက်ပါတယ်။ဘုံချောင်းနဲ့ကကိုရင်တပားကအပြင်မှာခီးသွွားဖုံးကြီးတွေရောက်နေကြအောင်လာပြီးတော့ရှောက်ထားတဲ့ခါမှာ ။ကျောင်းနိုင်ဆရာတော်ကဝင်ခွင့်ပြုလိုက်ဖို့ပြောတာကြောင့်ထန်ဆန်းကိုတော်တို့ကကျောင်းထဲဝင်လာခဲ့ကြပါလေ။ကျောင်းနိုင်ဆရာရဲ့ရှေ့ကိုရောက်တဲ့အခါဆရာတော်ထန်ဆန်းကဂါရဝပြုလိုက်ပြီးတော့ကျောင်းနိုင်ဆရာတော်ကလည်းတဖန်ပြန်လဲကဂါရဝပြုခဲ့ပါလေ။ကျောင်းနိုင်ဆရာတော်ကတွေ့ရတာဝမ်းသာလာကြောင်းပြောကခီဦးဂျူပြုနေခဲ့ပါလေ။ဆရာတော်ကကျောင်းရဲ့ဘုရားရှင်မှာရှိတဲ့နတ်တပားကိုအော်မီတော်ဖို့လို့ရှေ့ခိုးနေတာကိုကျောင်းနိုင်ဆရာတော်ကမျက်လုံးထောင်းကနေကြည့်နေတာကြောင့်ဝူခုံးကဖုံးတော်ကြီးတွေကိုတင်ငါမကင်းစပြီးတော့ဖြစ်သွားခဲ့ပါလေ။ ။ကျောင်းနိုင်ဆရာတော်ကထံကိုတော့လက်ဖက်ရည်တောက်ကြွဖို့ဖိတ်ခေါ်လိုက်ပါလေ။အဲ့ချိန်မှာမိစားမခုနှစ်ယောက်ကလည်းကိုဖြစ်သူကျောင်းနိုင်ဘုန်းကြီးစီကိုရောက်ရှိလာခဲ့ကြပါလေ။ထုံးစံနိုင်ထန်ဆန်းဆရာလေ။အဲ့တော့မှဘုန်းတော်ကြီးကတားထန်ပြီးနေကနေကြွလာတယ်ဆရာတော်ထန်ဆန်းလာဆိုပြီးတော့မိကဝမ်းသာအားရဖြစ်သွားခဲ့တာပါ။ကျောင်းနိုင်ဆရာတော်ကသူတတိမထားမိတာခွင်းလို့ပေးဖို့တောင်းပန်လိုက်ပြီးတော့လက်ဖက်ရည်မြန်မြန်ယူလာခဲ့ဖို့ကိုရင်တပားကိုလမ်းအော်ပြောလိုက်ပါတယ်။ရောက်လာခဲ့ပါတယ်။ခွင်းလေးကဘုန်းကြီးလေးပါရောက်နေရဖြစ်ကြောင်းပြောလိုက်တာကြောင့်ဒီဆွေးလံကဘုန်းကြီးလေးပါလို့ရေရွတ်လိုက်တာ ဘလို့ပုံစံမျိုးတွေလဲလို့မေးလိုက်တဲ့အတွက်ကိုရင်လေးကပြန်လှည့်လာတဲ့အခါတခွားခင်ကတယောက်ကဖြူဝဝမှုလားလို့မေးလိုက်တာတော့ကိုရင်လေးကဟုံးပန်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဝါချင်းချင်းကတယောက်ကဝါဖဖိုင်ဘုံကြီးလားလို့မေးတဲ့အခါဟုံးပန်ကြောင်းပြောနေတဲ့အတွက်ညီဆွေးလန်ကသူ့ရဲ့ရန်သူတွေကဒီကိုရောက်နေတာဖြစ်ကြောင်းသူ့ရဲ့ညီမတွေကိုပြောပြလိုက်ပါတော့တယ်။ဒါနဲ့ပဲနီဆွေးလန်အကိုဖြစ်သူကြောင်းနိုင်ဖုံးကြီးကိုနောက်ဘက်ကိုခဏလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကြောင်းနိုင်ဆရာတော်ကလည်းထန်ဆန်းတို့စီမှာခွင်တောင်းပြီးတော့နောက်ဘက်ကိုဝင်သွားခဲ့တာကြောင့်ဇုံကုံကသင်္ဃာမကင်းဖြစ်နေခဲ့ပါတယ်။ အနာဘက်ကိုရောက်တဲ့ကညီမခုနှစ်ဖော်ကသူတို့အတွက်ကလစားချေပေးဖို့ပြောလိုက်တာကြောင့်အကျိုးအကြောင်းကိုမေးမြန်းခဲ့ပါတယ်။တပတ်မှပါကြရတော့ចောင်းနိုင်ကနောက်ဘက်ဝင်သွားတာကြာနေတဲ့အတွက်စိုးမကက်ချင်တာကြောင့်ရှောင်ထွက်သွားတာပဲလို့ဆိုဆွဲနေခဲ့ပါတယ်။ဆရာတော်ထန်ဆန်းကလည်းစိတ်အေးထားပြီးတော့ငြိမ်ငြိမ်ထိုင်နေဖို့အတွက်ပါကျဲကိုဖြောင်းဖြားနေခဲ့ရပါတယ်။ဝူချင်းကလည်းတခုတော့မားနေဖြစ်ကြောင်းပြောလိုက်ကသူတို့အားလုံးထွက်သွားကြဖို့တိုင်းမနေခဲ့ပါတော့တယ်။ဝူခေါ်တော့ဝူချင်းကိုခဏလေးတစ်ချက်လောက်စောင့်ကြည့်ပါဦးညီလေးရလို့ပြန်ပြီးတော့တားဆီးလိုက်ပါတယ်။ ကျောင်းနိုင်ဆရာတော်ကလည်းဒီဖုန်းကြီးတွေကတလောက်ထိထောင်လွှားယုံမာလိမ့်မယ်လို့မထင်မိကြောင်းပြောလိုက်ကရေနွေးကွက်ကိုဒေါသနဲ့ပေါက်ခွဲပြစ်လိုက်ပြီးတော့သူသွားပြီးဖြေရှင်းလိုက်မှာမို့လို့ခဏပဲသီးခံဖို့ပြောလိုက်တာကြောင့်ညီဆွေးလန်ကဖြူဖြူပြစ်ပြစ်ရဟန်းဟာထန်ဆန်းလို့ခေါ်ပြီးတော့သူ့ရဲ့အသားကိုစားရတဲ့သူဟာသာဝရအသက်အင်မော်ထဲကိုရရှိနိုင်ကြောင်းပြောပြလိုက်ပြန်ပါတယ်။ပြပြမရအကိုကြီးတကယ်လို့တိုက်ခိုက်မယ်ဆိုရင်သူတို့ကူညီမှာဖြေကြောင်းပြောလိုက်တဲ့အခါကျောင်းနိုင်ကသူတို့ကိုတိုက်ခိုက်ဖို့မလိုအပ်ကြောင်းသူ့မှာနီလန်တစ်ခုရှိတယ်လို့ပြောကလဖေးကွက်ထဲကို ကင်းချေများအစိတ်တွေထဲကယူသွားခဲ့ပါတော့တယ်ခဏနေတော့ကျောင်းမ ਾਇ ဆောင်ခန်းအားအာနာတဲ့အကြောင်းတောင်းပန်တန်တဲ့သူပဲအခန်းပြင်ကိုထွက်လာကဆရာတော်ထန်ဆန်းတို့ကိုလက်ဖက်ရည်နဲ့ဧည့်ခံခဲ့ပါတယ်အခုလိုအပြင်မှာထားခဲ့တာကအနောက်ဘက်မှာစွန်ဝိုင်းပြင်ဖို့တို့ကကြီးကြပ်နေရတာကြောင့်နောက်ကျသွားတာဖြစ်ကြောင်းလဲတောင်းပန်လိုက်တာပါဘာကျဲကလည်းစွန်ဝိုင်းပြင်ထားတယ်ဆိုတော့ကောင်းတာပေါ့လို့သူ့အကြိုက်ကိုပြောနေခဲ့ပါတယ်ဒီလိုနဲ့နောက်ဘက်ကိုရောက်တဲ့အခါမှာဇီးနီသီးတွေတွေ့တာကြောင့်တတိယနဲ့ဖြောခဲ့ကြအကြောင်းကိုပြောနေခဲ့ပါတယ် ။ဌာန်ဆန်းကိုတော်ကလည်းဂျေဇူးတင်ကြောင်းပြောကလက်ဖက်ကိုတောက်ဖို့လှုပ်တဲ့အချိန်မှာအစိတ်ခတ်ထားကြောင်းသိလိုက်တာကြောင့်ဆရာတော်ထန့်ကိုမတောက်ဖို့တားဆီးလိုက်ပါတယ်။ဝူခုံးကသူတို့လေးယောက်ရဲ့ခွက်ကနေရဲဖြော်ထားတဲ့ဇီးသီးကမလန့်ဆက်တာကြောင့်မဲနေရတာဖြစ်တယ်လို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်။ဘာကြဲကဇီးသီးကိုနေတယ်မဲတယ်ပြောမနေပါနဲ့။မိကဇီးသီးအမဲကိုကြိုက်တာကြောင့်ခွက်ချင်းလဲတောက်ကြဖို့ကြောင်းပိုင်းကိုပြောလိုက်ပါတယ်။ဆရာတော်ကလည်းဘာကြောင့်မလို့လဲနေမှာလဲလို့ဝူခုံးကိုပြောလိုက်တာကြောင့်ကျောင်းပိုင်းလဲဒီတိုင်းပဲတောက်လိုက်ဖို့တိုက်တွန်းနေပါတော့တယ်။ ဆရာတော်ကစိတ်ချလက်ချတောက်ချဖို့လုပ်တဲ့အခါမှာဝူချင်းကပြေးပြီးတော့တားလိုက်ရပါတယ်။ဝူခွန်ကတော့ခွက်ချင်းလဲတောက်ဖို့ကြောင်းနိုင်ကိုဆက်ပြီးတော့ပြောနေခဲ့တာပါ။တဖေးကွက်ကိုတကုံစီတောင်းပြီးသွားတယ်ဆရာတော်နဲ့ပါကျဲကတော့ပြော့ခွေကလဲချသွားခဲ့ကြပြီးဝူချင်းကလိုက်ပြီးတော့ထိန်းပေးနေခဲ့ရပါတယ်။ဇုံကုံကတော့ကြောင်းနိုင်ရဲ့မျက်နှာကိုရေနွေးနဲ့ပတ်ချလိုက်တာကြောင့်ကြောင်းမိုင်ပျောက်သွားခဲ့ပါတယ်။ဇုံကုံနဲ့ဝူချင်းကဆရာတော်မိုင်ဖြတ်ခနဲပေါ်လာခဲ့ပြီးတော့အစိတ်ကတိုက်ရဲတဲ့မကောင်းဆိုးဝါလို့ဒေါသထွက်ပြီးတော့ပြောလိုက်ပါတယ်။ ။ကျောင်းမိုင်တန်းစင်ချောင်းဘေးကသူ့ရဲ့ညီမတွေရဲ့အိမ်ကိုမီးရှို့ခဲ့တဲ့ဖြင့်သူ့ညီမတွေရဲ့အဆက်ကိုလည်းကွဲအောင်လုပ်ခဲ့ကြတာကြောင့်လက်စားချီအားချင်းဖြစ်ကြောင်းကိုပြောပြလိုက်တာပါ။အဲတော့မှအဲဒီမှာဝူခုံးကလည်းမိစာမတွေနဲ့ကျောင်းနိုင်ရာတစ်ဖွဲတည်းမှတီသွားခဲ့ပါတယ်။ဇုံကောင်ကကျောင်းမိုင်ကိုလက်ဖက်အကွက်နဲ့ပြစ်လိုက်တာကြောင့်ကျောင်းမိုင်ဓာတ်နဲ့ခံလိုက်တဲ့အခါလက်ဖက်အကွက်ကကျောင်းမိုင်ဓာတ်မှာသွားပြီးတော့စွန့်နေခဲ့ပါတယ်။ဇုံကုံရဲ့တိုက်ခွက်ကြောင့်ရိုင်လဲသွားတဲ့ကြောင်းမိုင်ကပါကျဲပေါ်ကိုလဲချသွားပါတော့တယ်။ပါကျဲကလည်းကြောင်းနိုင်ကိုတွန်းထုတ်လိုက်တာကြောင့်ကြောင်းနိုင်ကလွင့်ထွက်သွားခဲ့ပါတယ်။ ။ဝူကျင်းကလည်းအိုးတလုံးနဲ့ကြောင်းမိုင်ကိုကောက်ထူလိုက်သလိုပါကျဲကလည်းကြောက်ခုံနဲ့ကောက်ထူဖို့ကြိုးစားနေပါတယ်။အဲလိုတိုက်ခိုက်နေကြရင်လည်းကြောင်းမိုင်ကကြောင်းရင်မြေကိုရောက်သွားတာကြောင့်ဝူခုံကလည်းသူ့ရဲ့တန်ထုပ်ကိုထုတ်ကလိုက်လံတိုက်ခိုက်နေခဲ့ပါတယ်။ကြောင်းမိုင်ကဒါကလွင့်ထွက်သွားပြီးတော့ကြောင်းမိုင်ကလည်းထွက်ပြေးသွားပါတော့တယ်။ဝူခုံကကြောင်းမိုင်နောက်ကိုလိုက်တဲ့အခါကြောင်းမိုင်ရဲ့တပည့်တွေကခုခံတားဆီးကာကွယ်နေကြပါတယ်။ကြောင်မန်အကြောင်းပေါ်တက်ကိုတက်သွားခဲ့ပြီးတော့ရင်ရန်တစိတ်တကားကြီးနဲ့ပိတ်ချလိုက်ပါတော့တယ်။ဇုံကုံကလည်းအဲ့တကားကိုချိုးပြက်ကမျက်နှာချက်ကြီးကိုဖောက်ထွက်ပြီးတော့ ကျောင်းပိုင်းနောက်ကို లై ခဲ့ပါတော့တယ်။ကျောင်းပိုင်းအပြင်းနေလွှားနေတဲ့တောတွေကတန်းစင်ချောင်းတီကိုရောက်လာကသူ့ရဲ့လာချမ်းလက်နက်တွေကိုထုတ်ကပြန်တိုက်ခိုက်ပါတော့တယ်။ဇုံခုံကလည်းသူ့ရဲ့တန်တုံးနဲ့လိုက်ရိုက်နေခဲ့တော့မှကျောင်းပိုင်းဇုံခုံရိုက်ချက်တွေကိုအသေးအံရှောင်းတိန်နဲ့အဝိစားတွေကြိုသွားခဲ့ကရေမတ်မှာမျက်လုံးတွေအများကြီးရှိမှန်းကိုသိလိုက်ရပါတော့တယ်။ကျောင်းပိုင်းရေမတ်ကမျက်လုံးတွေရဲ့အစွမ်းကြောင့်ဝူခုံးကကောင်းကင်ဘော်တီကိုလွှင့်ထွက်သွားခဲ့ရပါတယ်။ကျောင်းပိုင်းမျက်လုံးတွေအစွမ်းကြောင့်ဝူခုံးကရေကန်စားတစ်ခုစီကိုရောက်သွားခဲ့ရပြီး ရင်ပူလွန်းတာတော့ရေအိုင်ထဲကိုဆင်းကမျက်နာတစ်ကရေတောက်လိုက်ရပါလိမ့်။တပတ်မှာတော့စာအုပ်ချင်းကသတိမိနေတဲ့ဆရာတော်ရဲ့ခန္ဓာကိုယ်အသေးပိုးလာခဲ့ပြီးတော့ဘာကျဲကတော့အော်ရန်အပေါ်မှာမှောက်လျက်သားနဲ့လိုက်ပါလာခဲ့ရပါလိမ့်။ဇုံခုံကတော့ရေစမ်းမှာလဲနေခဲ့ပြီးတော့တတိယလာတိုင်းရေဆင်းချိုးနေလောက်ပူလောင်နေခဲ့တာပါ။ဇုံခုံကတောင်ပေါ်လမ်းကလေးတိုင်းတက်လာခဲ့ပြီးတော့တောင်ပေါ်မှာတော့ဘုံချောင်းတစ်ခုကိုတွေ့လိုက်ရပါလိမ့်။ဇုံခုံကခံစားနေရတဲ့ဝေနာတွက်တစ်ခုခုများရလို့ရညာရိုင်းထိုးရိုင်းထိုးနဲ့တက်လာခဲ့တာပါ။ တောင်ပေါ်ရောက်တဲ့အခါခင်မုန်းပြည့်သူတေဆုံးသွားခဲ့တာကြောင့်တယောက်တည်းဇာပနာပွဲကျင်းပါနဲ့မျိုးသမီးတယောက်ကိုဝူခုံတွေးလိုက်ရပါတော့တယ်။ဒါပါ။ဇုံခုံကလည်းစာရွက်တွေကိုမိဝင်ရှို့ကာအမျိုးသမီးနဲ့အတူတူငိုကြွေးနေခဲ့ပါတယ်။အမျိုးသမီးကကိုရင်လေးကဘာကြောင့်ငိုကြွေးနေရပါသလဲလို့မေးတဲ့အခါမှာတော့ဝူခုံကအမျိုးသမီးကရောပါရောငိုကြွေးနေတာပါလေလို့ပြန်ပြီးတော့မေးခဲ့တာပါ။အဲတော့မှအမျိုးသမီးက"သူမဟာ၊သူမရဲ့ခင်မုန်းတော့ငိုကြွေးနေတာဖြစ်ကြောင်းကိုပြောလိုက်ပါတယ်"အမျိုးသမီးကဇုံခုံကရောဘာကြောင့်ငိုနေရပါသလဲလို့မေးတဲ့အခါဝူခုံက သူဟာသူ့ဆရာအတွက်ငိုကြွေးနေတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဲတော့မှအမျိုးသမီးကစိတ်တူသွားပြီးတော့လွန်ခဲ့တဲ့3ရက်ကသူမရဲ့ခင်မုန်းဟာဘန်းဝါចောင်းပိုင်းနဲ့စကားများရန်ပြစ်ခဲ့ကြပြီးအစိတ်ခတ်တတ်ခံလိုက်တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲတော့မှဝူခုံးကသူ့ရဲ့ဆရာနဲ့ညီဖြစ်သူကလည်းဘန်းဝါចောင်းပိုင်းလက်ဖက်ရည်အစိတ်မိကသတိလက်နေကြောင်းကိုပြောပြလိုက်တာပါ။အမျိုးသမီးကတော့သူမမိမသားဖြစ်နေတာကြောင့်သူမရဲ့ခင်မုန်းတဲ့အတွက်လက်စားမချေနိုင်ခဲ့ကြောင်းပြောပြပြီးတော့ဝူခုံးကရောဘာကြောင့်လက်စားမချေခဲ့တာလဲလို့အမျိုးသမီးကမေးနေခဲ့တာပါ။ အိုင်တော့မဝူခုံးကအဲ့ဒီကြောင်းပိုင်ရဲ့ရင်ဘက်မှာအလင်းတွေဖြာထွက်နေတဲ့မျက်လုံးတစ်ထောင်ရှိတာမသိဘူးလားလို့အမျိုးသမီးကိုမေးလိုက်ပါတယ်အမျိုးသမီးကသူကမျက်လုံးတရာကိုမိတ်စာလားလို့မေးလိုက်ပြီးတော့သူ့ကိုစက်ခုများရှင်လို့လဲခေါ်ဆိုကြောင်းကိုပြောပြနေပါတယ်အမျိုးသမီးကပဲဆက်ပြီးတော့အဲ့ဒီစက်ခုအလင်းတန်းကိုခံနိုင်ဖို့အတွက်မေတော်တပားကိုအရင်ရှာဖွေရမှာဖြစ်ကြောင်းကိုပြောပြနေပါတယ်ဇုံကောင်ကအဲ့ဒီမေတော်ဘယ်လိုရှာမှာလဲလို့မေးတဲ့အခါအမျိုးသမီးကအချိန်မမီလောက်တော့တဲ့အကြောင်းကိုပြောတဲ့အခါဝူခုံးကဘာကြောင့်လဲလို့ပြန်မေးလိုက်ပါတယ် အမျိုးသမီးကစက်ခူရဲ့အစိတ်ကပြင်းညီဖြစ်သူဟာအယိုးကြနေလောက်ပြီးဖြစ်ချောင်းကိုပြောပြနေခဲ့ပါတယ်။ဝူခုံးကလည်းဘာပဲဖြစ်ဖြစ်သူ့ကိုပြောပြဖို့နဲ့ဘလောက်ပဲဝေးတဲ့နေရာဖြစ်စေနေတဝက်လောက်နဲ့သူကရောက်အောင်သွားနိုင်သူမလို့အဲ့ဒီနေရာလေးကိုသာတစိတ်ပြောပြပေးဖို့အမျိုးသမီးကိုတောင်းဆိုလိုက်ပါတယ်။ဒီကနေ့လမ်းမြေနေရတဲ့ခင်းအောင်တောင်စီကပန်းလိုင်ကူထဲမှာဖီလန်ဖော်ဆိုတဲ့အမျိုးသမီးတယောက်ရှိပြီးတော့သူဟာကျဲစင်စုနတ်မင်းကြီးရဲ့မဲတော်ဖြစ်ချောင်းကိုပြောပြလိုက်တော့ဝူခုံးကကြက်ဖားနဲ့တူတဲ့နတ်မင်းလားလို့မေးလိုက်ပါတယ်။ အဲ့တော့မှအမျိုးသမီးကတွင်တော့ပြအဲ့ဒီအမျိုးသမီးကကြက်မေးအိုကြီးလားလို့မေးလိုက်တဲ့အခါအမျိုးသမီးကအမှန်သာဖြေချောင်းပြန်ပြောပြခဲ့ကြံနေခဲ့ပါတယ်ဝူချင်းကတော့ဆရာတော်ကိုထမ်းပွေးနဲ့ပါကျဲကိုမြေမော်တင်ကခီးဆက်နေခဲ့တာပါဇက်ကူတရားကိုမိစားနဲ့သူ့ရဲ့ညီမတွေကလည်းဆရာတော်ရဲ့နောက်ကိုအမိလိုက်လာနေခဲ့ကြပါတယ်ဝူကောင်းတော့မေတော်ကိုရှာပွေးနဲ့အနေငယ်မျက်စိလဲလမ်းမနေခဲ့တာပါဝူချင်းကတော့အမြန်ပြေးနေသလိုဇက်ကူတို့အဖွဲကလည်းလိုက်နေစေပါပဲစုံခုံကတော့ဖီလန်ဖော်ကိုတွေ့တာကြောင့်အဲ့နဲ့ညီတို့ဖြေးစေးနှလုံးကိုပေးလိုက်ပြီး ဇုံကုံကိုဦးဆောင်စေရာဇက်ခုတရားကိုမိစာစီကို ရောက်လာခဲ့ပါတော့တယ်။ဇုံကုံကဖီလန်ဖော့ကိုဘာလနဲ့ကင်ပါလဲလို့မေးပြီးတော့အကယ်၍လိုအပ်ပါကသူကုံဖန်ဆင်းပေးနိုင်ကြောင်းကိုလည်းပြောပြနေပါတယ်။ဖီလန်ဖော့ကသူ့ရဲ့လက်နက်ဟာပန်းထိုးအပ်သားဖြစ်ကြောင်းပြောတာကြောင့်ဝူကုံကအဲ့လိုလက်နက်မျိုးကတော့အများကြီးဖန်တီးပေးနိုင်ကြောင်းပြန်ပြောနေခဲ့တာပါ။အဲတော့မှဖီလန်ဖော့ကသူ့ရဲ့ပန်းထိုးအပ်ဟာရွှေငွေကြေးတန်ပလက်တီနမ်တွေနဲ့လှုပ်ထားမျိုးမဟုတ်ဘဲသူ့သားဖြစ်သူကျယ်စင်စုနတ်မင်းရဲ့မျက်လုံးထဲမှာဖွက်ထားတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ နောက်တော့ဖီလန်ဖော်ဟာသူ့ရဲ့လက်နက်ပန်းထိုးအက်ကိုလက်ဖွားပေါ်တင်ပြီးတော့ထုတ်ပြတဲ့အခါဇုံကုံမျက်စီလဲသွားခဲ့ပါတယ်။ဝူချင်းကတော့ဆရာတော်ကိုထမ်းလာတာပေမန်းနေဖြစ်တာကြောင့်ဆရာတော်ကိုခဏချထားကအနိုင်ယူနေတော့ဆရာတော်နဲ့ပါကျဲကိုရေခတ်တိုက်နေခဲ့ပါတယ်။ဝူခုံကတော့ဝူချင်းတို့ရှိရာစီကိုပြန်အောင်လာခဲ့တာကြောင့်ဇာဝူချင်းကဆရာတော်ကိုကြည့်ပါအောင်ကိုကြီးရဲ့ဆိုပြီးတော့ဝူခုံကိုခေါ်ပြီးတော့ပြလိုက်ပါတယ်။ဝူခုံကလည်းအင်းကိစ္စမရှိဘူးစိတ်ပူစရာမလိုဘူးလို့ပြောကဖီလန်ဖော်ပေးလိုက်တယ်။ ဈေးလုံးကိုစားလိုက်ဖို့ဆရာတော်ကိုဆွဲထူကပါဇက်ထဲကိုထိုးထည့်ကဈေးတိုက်လိုက်ပါလေ။နောက်တော့ဝူခွန်ကပါကျဲစီကိုပြေးကကြံနဲ့ဈေးလုံးကိုတိုက်လိုက်ပါလေ။ဝူခွန်ကပါကျဲကိုတတ်တာလာညီလေးလို့မေးလိုက်တော့ပါကျဲကမြင်းပေါ်ကလန်ချကသူစီမေသွားပြီဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါလေ။ဆရာတော်ကလည်းထူထန်အောင်ပြန်ဖြစ်လာပြီးတော့ထားထိုင်နေပါပြီ။အဲဒီချိန်မှာပဲစကူတရားကိုမိစာရောက်လာပြီးတော့လာရောက်တိုက်ခိုက်နေတာကြောင့်ပါကျဲနဲ့ဝူခွန်ကကာကွယ်နေရပါလေ။စကူတရားနဲ့ညမတွေအားလဲဇုံကုံတို့အဖွဲကိုအသေးရအရှင်ရရအတကုံတိုက်ခိုက်နေကြတာပါ ။နီဆွေးလန်ဆရာတော်နဲ့ဝူချင်းကိုတဲကြီးမဲကြီးတိုက်ခိုက်နေသလိုဝါချင်းချင်းနဲ့ပြပြမေတို့ကလည်းပါကျဲကိုအသေးစုံနေကြပါလိမ့်။ပါကျဲကပြပြမေကိုရိုက်ထုတ်ပလိုက်ပြီးတော့သူ့ထုံချစ်ကိုဆွဲနေတဲ့ဝါချင်းချင်းကိုတော့ထုံချစ်ကိုလွတ်ပင်းလိုက်နဲ့အချိန်လွန်လဲအောင်ပြစ်ချပစ်လိုက်ပါလိမ့်။ဆရာတော်နဲ့ဝူချင်းကိုအသေးအံကုတ်ဖို့ကြိုးစားနေတယ်။နီဆွေးလန်ကိုဆုံးကုန်းကပခုံးဆွဲပစ်လိုက်တဲ့အခါမှာတခွားခင်နဲ့စိန်ဆူဆူတို့ကဇုံကုံကိုနောက်ကနေကုတ်ဆွဲကြဖို့ကြိုးစားနေခဲ့ပါလိမ့်။ပင်ကူမိစာမတွေဟာသူတို့ရဲ့အကိုဇကူရီယာကိုမိစာစီသွားပြီးတော့အကူကြီးတောင်းတဲ့အခါ ဇကုတရားကရေမတ်ကိုဖွင့်ပြီးတော့မျက်လုံးတရားရဲ့ရောင်ကြီးနဲ့ဇုံကုံကိုပြက်ခတ်နေပါတော့တယ်။ဇုံကုံကလည်းအသေးသန်ရှောင်းတိန်နေနဲ့မေတော်ဖီလန်ဖော့ကိုတန်းထားလိုက်တဲ့အခါမှာမေတော်ဖီလန်ဖော့ကဘန်ထိုးအပ်နဲ့ဇကုတရားကိုပြစ်လိုက်ပါတော့တယ်။ဘန်ထိုးကဇကုတရားရဲ့ကြောမှာစိုက်သွားခဲ့ပြီးတော့ဒေဆုံးသွားတဲ့အခါမှာကင်းချိန်များတကောင်ဖြစ်နေပြောင်းလဲသွားခဲ့တာပါ။ဘင်ကူမိစားမခုနဖော့ကလည်းပြေးပြေးရဆိုပြီးတော့ပြေးနေကြသလိုပါကျဲကလည်းဘယ်ပြေးမလဲမိโจတဲ့ရက်ကြစမ်းလို့អော်ပြီးတော့နောက်ကနေလိုက်နေခဲ့ပါတယ်။ အဲဒီချိန်မှာဖီလန်ဖော်ကရောက်လာပြီးတော့မိစာမခုနှစ်ဖော်ကိုလွတ်ပေးလိုက်ဖို့ဗာကျဲကိုပြောကတကိုးနဲ့ပစ်လိုက်တာကြောင့်သူတို့ခုနှစ်ယောက်ဟာလည်းမူလာအတွင်ပင့်ကူအကောင်နေဖြစ်နေပြန်ပြီးတော့ပြောင်းလဲသွားခဲ့ပါတော့တယ်။ဗာကျဲကပင့်ကူကြီးတွေကိုဘာလို့မှလဲလို့မေးတဲ့အခါဖီလန်ဖော်ကသူမရဲ့တကစောင်းနေနဲ့တာဝန်ပေးဖို့ခြံရှင်းခိုင်းမှုအတွက်ပင့်ကူမိစာခုနှစ်ယောက်လုံးကိုခေါ်ဆောင်သွားခဲ့ပါတော့တယ်။ဇာရောထန်ဆန်းတဲ့ဇုံခုံတို့ကမေရော်ဖီလန်ဖော်ကိုကျေးဇူးတင်ကြောင်းပြောပြီးတော့အချင်းချင်းကာရဝပြုနေခဲ့တာပါ။ မဲတော်ကလည်းစုံခုံကိုလမ်းတစ်လျှောက်ဆရာတို့ယူဆိုင်ပေးဖို့တေချာပြောရင်းနဲ့ခဲအောင်တောင်ကပန်းလိုင်ကိုစီကိုပြန်ကနေ join ထားလို့ရပါတယ်ဒီနေ့မှာစာကနေဆုံးနေလိုက်ပါတချို့အားပေးပြီးအချိန်ပေးခဲ့ကြတယ်ပရိသတ်များအားလုံးနဲ့မြောင်းချစ်သူပေါင်းသူတော်ကောင်းတို့အားလုံးကိုဂျေဇူးထူပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန်ခင်မူပါ